AI တွေသုံးဖို့လိုအပ်ပါတယ်။မိတ်ဆွေရော developer တယောက်ဆိုရင်ဘာလို့တင်လဲဆိုရင်ကျွန်တော်တို့က coding assistant တွေ AI တွေသုံးဖို့လိုအပ်ပါတယ်။အဲ့တော့ခွေမိတ်ဆွေ level က junior ဆိုရင်ခဏလေးကြော်လိုက်တော့အဲ့တော့ mid senior နဲ့ senior level တွေကျွန်တော်ပြောချင်တာပေါ့နော်။ကိုယ့်ရဲ့ဒီ okay ဥမာထားပါတော့ကိုယ့်ရဲ့ software ဟောက်မှာလုပ်နေတာပဲဖြစ်ဖြစ်ဘယ်မှာပဲလုပ်နေတာဖြစ်ဖြစ်ကိုယ့်ရဲ့ client အတွက်လုပ်နေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ AI သုံးပြီးတော့ကုန်ရေးလို့ရနေတာလူတိုင်းသိတယ်ဒီနေရာမှာ efficient ဖြစ်အောင်ဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်ကပြောပြချင်တာ เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်လုပ်ငန်းတွေအများကြီးရှိမယ်โอเค product တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ developer တွေကကြာတော့ assign လုပ်တဲ့ project ကတစ်ခုပဲရှိတာကွာအဲ့တော့မင်းတို့က assign လုပ်ထားတဲ့ဟာဒီဒီတစ်ခုတည်းရှိတာကြောင့်လို့ဒါတွေကိုကျွန်တော်တို့ကတည်တည်ချာချာစီမံနိုင်မှုလို့တယ် အဲ့တော့ဘယ်လိုစီမံကြမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် Google Meet တွေနဲ့ schedule လောက်တာဘာညာဘာညာနဲ့စသဖြင့်ပေါ့နော်အများကြီးစီမံလို့ရတာရှိတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကကုတ်ရေးတဲ့ coding mind ကိုကျွန်တော်အဓိကပြောချင်တာ software engineer ဘာကိုပြောချင်တာပေါ့နော်အဲ့တော့ software engineer နဲ့ပတ်သက်တယ်ဆိုရင်အသုံးပြုလို့ရတဲ့ resource တွေအများကြီးရှိတယ်ဒီ resource တွေအများကြီးကိုသုံးပြီးတော့မိတ်ဆွေတို့အနေနဲ့ဘာလုပ်လို့ရလဲဆိုရင်မင်းတို့ရဲ့ code base တွေကိုပို့ပြီးတော့ကောင်းအောင်လုပ်လို့ရမယ်တချို့ solution တွေဥပမာထားရတော့ function လေးတွေ unit test လုပ်လို့ရတဲ့ function လေးတွေဒီကောင်းလေးဆိုကျွန်တော်တို့က AI သုံးပြီးတော့ရေးလိုက်လို့ရတယ်ရေးပြီးတော့ကျွန်တော်တို့က test key နဲ့ function တွေကိုပြန်ပြီးတော့စစ်ကြည့်ရမယ် เนาะဒီလိုမျိုးစစ်ပြီးတော့လုံချင်းရပြင်ဆိုကျွန်တော်တို့ရဲ့လုပ်ငန်းကိုပို့ပြီးတော့မြန်မြန်လုပ်လို့ရတယ်โอเคလုပ်ငန်းဆိုတာကကျွန်တော်ကကြုတ်ရေးတဲ့ process ကိုပြောချင်တာပေါ့เนาะဘလို့ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ MVP တော့လကောက်ကိုယ့်ရဲ့ feature တွေတော့လကောက်မြန်မြန်ဆက်ဆန်ရေးလို့ရမှာဖြစ်တယ်ကျွန်တော်ဒီအရှိမလဲလို့ဟိုကုမ္ပဏီတွေအများကြီးမှာလောက်အလုပ်တွေလုပ်ဥပါတယ်အဲ့တော့ဒီအလုပ်တွေလုပ်တဲ့အခါမှာကျွန်တော်ဒီခုတ်ပိုင်းလော့ပေါ်ကလေးကကျွန်တော်စသုံးခဲ့တာကိုဝစ်ပါသုံးခဲ့တယ်အများကြီးပဲကျွန်တော်ရဲ့ terminal တောင်မှပဲ AI power terminal ။ဘာကြောင့်ကျွန်တော်ဒီလိုဟာမျိုးတွေသုံးလဲဆိုရင်ကျွန်တော်ရဲ့ workflow ဒီ efficient ဖြစ်တဲ့ AI workflow ဖြစ်နေလို့ပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ AI workflow မဖြစ်ဘူးဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းကနောက်နေကျန်ကြနေမှာပဲဖြစ်တယ်။မိတ်ဆွေကပင်ပန်းနေမှာပဲ။အဲ့တော့ developer ဖြစ်တာကြောင့်လည်းကျွန်တော်တို့က engineer ရဲ့ mindset အပြည့်နဲ့လုပ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လုပ်ဖို့လိုအပ်လဲဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကမြန်မြန်လေးလေရမယ်နော်။ကိုကမြန်မြန်လေးလုပ်နိုင်ရမယ်တက်တက်တာတာသွားနိုင်မယ်။ဒါဆိုရင်မိတ်ဆက်လုပ်ငန်းကလေပြီ။ ကိုလည်းတက်တာပြီလေဘာလို့ဆိုတော့ develop ပါဆိုအမြဲတမ်းကုတ်ရေးနေတာမှန်တယ်ဒါ software engineer တွေက day to day responsibility day to day ကိုလုပ်ရမယ့်အလုပ်ဒါပေမဲ့ကိုကတက်တာဘယ်လိုလုပ်မလဲမြန်မြန် release လုပ်ရအောင်ဘယ်လိုလုပ်မလဲကိုရဲ့အားတဲ့အချိန်မှာကိုရဲ့ personal growth တွေနော်ပို့ပြီးတော့တိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုမိတ်ဆွေတို့စဉ်းစားသင့်ပါတယ်ဒီအတွက်မိတ်ဆွေတို့အနေနဲ့ AI ကို efficient ဖြစ်အောင်သုံးပါ အဲ့တော့ပတ်စံပေးသုံးရတာမျိုးတွေပါတွေရကြတော့ဒါကြောက်ွက် personal finance issue ဖြစ်သွားပြီပေါ့နော် company ကပေးတဲ့ဟာမျိုးတွေဒါမှမဟုတ် EDU main နဲ့ယူတာမျိုးတွေနှီးမျိုးစုံနဲ့ယူလို့ရတယ်အဓိကကိုယ့်ရဲ့လုပ်ငန်းကိုမြန်မြန်နဲ့တက်တက်တတာလုပ်လို့ရတဲ့ developer တွေ engineer တွေဖြစ်ဖို့လိုအပ်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်က AI ကိုအသုံးပြုဖို့ AI power ဖြစ်တဲ့ workflow တစ်ခုကိုတည်ဆောက်ဖို့အတွက်ကျွန်တော်ကအကြံပေးခြင်းပါတယ်